မဲရမဲတာပေါ့ဒါပေမဲ့ဒီ knowledge လို့ပြောတဲ့အသိပညာဆိုတာကကိုတိတာတတ်ထားတဲ့အကြောင်းတရားတွေကိုအခြားသူတွေကို နားလဲတဘောပေါက်အောင်ပေါ့နော်သူကရှင်းပြတတ်ဖို့အတွက်သူ့မှာအဲ့ဒီရှင်းပြတတ်တဲ့အသိဉာဏ်လည်းထပ်ပြီးလိုအပ်တယ်အဲ့တော့အဲ့ဒီ knowledge ကို sharing လုပ်နိုင်တဲ့ power လို့လည်းပြောလို့ရတယ် အဲ့တော့ knowledge ကို sharing လုပ်နိုင်တဲ့ power မရှိဘဲနဲ့အဲ့ဒီလူမှာ knowledge တွေပဲရှိနေမယ်ဆိုရင်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီလူမှာ knowledge မရှိဘူးလို့ပဲပြောဘာကြောင့်လဲဆိုတဲ့အခါကျတော့သူမှရှိထားတဲ့ knowledge ကို အခြားသူတွေအတွက်အကျိုးရှိအောင် နားလည်သဘောပေါက်ပြီးတော့သူများတွေဟာလာသူများတွေအတွက်အကျိုးရှိအောင်မလုပ်ပေးနိုင်တဲ့အခါကျတော့ knowledge ရှိပြီးတော့လည်း အလကားပဲဖြစ်တာပေါ့မဟုတ်ဘူးလားစဉ်းစားကြည့်လေနော်